Hello အားလုံးမင်္ဂလာပါ။မရဲ့ဗီဒီယိုလေးကနေပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်။အဲအခုတစ်ခါပြပြပေးမဲ့ reading လေးကိုမပြောခင်အမအဲခုခုကိုမိတ်ဆက်မိတ်ဆက်ချင်ပါတယ်။တစ်ခါမှလည်းဗီဒီယိုထဲမှာမမိတ်ဆက်ဘူးတော့လေ။အမကခုလိုမျိုး video လေးတွေလှုပ်လာတာပေါ့နော်။တိတ်တော့မကြာသေးပါဘူး။အရင်ကတော့ page လေးမှာပဲအမြဲတမ်း reading လေးတွေပေါ့နော်။ဒီ PK by reading လေးတွေစသဖြင့်ပေါ့နော်။ဒီ angel message reading လေးတွေစသဖြင့် စာလေးတွေရေးပြီးတော့ပဲ reading လေးတွေတင်ပေးတာဖြစ်ပါတယ်အဲဒီနောက်ပိုင်းမှာတော့ video လေးတွေလောက်လာတာပေါ့နော်အဲ့တော့အမားရဲ့ page လေးကတော့အခုဒီပေါ့နော်ခေါင်းဆောင်လေးတိုင်းမဲ့ Oracle Guided for You page လေးပဲဖြစ်ပါတယ်အဲ့တော့ page လေးရဲ့ link လေးကိုလည်းပေါ့နော်ဒီ Facebook link လေးကိုလည်းပဲ comment လေးမှာအမားပေးထားပါမယ်အဲ့တော့ page လေးကို like and follow မလုပ်ရသေးတဲ့သူလေးတွေရှိတယ်ဆိုရင်လည်းလုပ်ပေးပါ page လေးမှာဆိုရင်တော့အမကမကြခဏပေါ့နော်ဒီ key reading လေးလည်းပေးပါတယ်တလားတစ်ခါတလားတစ်ခါလိုလိုပေါ့နော် reading လေးတွေအများတန်း key point လေးတွေပေးသလို reading ဒီ package လေးတွေကိုလည်းပဲလစဉ်လတိုင်း promotion လေးတွေပေးတာဖြစ်ပါတယ်နော်အဲ့တော့ဒီ key point လေးတွေမှာလည်းပေါ့နော်မကြခင်တဲ့ key point လေးတခုပေးသွားမှာဖြစ်တဲ့အတွက်ကြောင့် key point လေးတွေမှာပါဝင်ခြင်းနဲ့ဆိုရင် page လေးကိုလည်း like and follow လုပ်ပေးထားပါနော်အဲ့တော့ โอเคကိုကိုကမိတ်ဆက်တာနဲ့အချိန်နဲ့ကြာသွားပြီအဲ့တော့အခု reading လေးကြောင်းပြပြပေးမယ်เนาะအခုတစ်ခေါက်ပြပြပေးမယ် reading လေးက crash crash reading လေးပြောမှဆိုရင်တော့အမရဲ့ပေါ့เนาะ page မှာရနိုင်တဲ့ crash package ပေါ့ကွာအဲ့အဲ့ package လေးနဲ့ပတ်သက်ပြီးတော့ပြပြပေးသွားမှာဖြစ်တယ်အဲ့တော့ reading လေးကဒီ crash package လေးမှာဗာလေးတွေပါလဲဆိုရင်အဲဒီကိုရဲ့ဘောနောသဘောချနေတဲ့သူ crash ကသူ့ကိုစိတ်ဝင်စားနေလား သူနာကိုဘောနော်နီးစပ်နိုင်မလားချစ်ပူရီတီဖြစ်နိုင်မလား crash လေးနဲ့ကိုနဲ့ရှေ့ဆက်ပြီးသူရှေ့ဆက်သွားလို့ရနိုင်မလားတဲ့စသဖြင့်ဘောနော်နှစ်ယောက်ရဲ့ရှေ့ဆက်ဖြစ်နိုင်တဲ့ energy လေးတွေကိုပြပြပေးမယ်အဲနောက်ပြီးတော့သူနဲ့အချိန်ဘလောက်ကြာတဲ့ခါမှာဘောနော်ချစ်ပူရီဖြစ်အစင်တန်နိုင်မလဲပို့ပြီးတော့နီးစပ်လာနိုင်မလဲပေါ့ကွာစသဖြင့်ဘောနော်ကိုချစ်ကိုသူကတော့လက်ခံမလဲအဲစသဖြင့်အဲ့လိုမျိုးလေးတွေမိကုန်းလေးတွေပါတဲ့ package လေးပဲဖြစ်ပါတယ်ဒါကတော့အမရဲ့ page မှာရနိုင်တဲ့ package လေးတွေတခုပေါ့နော်အဲ့ဒီလိုမျိုး package လေးတိုင်းမှာအခု reading လေးကိုပြပြပေးပါမှာဖြစ်ပါတယ်အဲ့တော့ဒီမှာရွေးချယ်စရာလေးနှစ်ခုရှိပါတယ်နော်ဒီလက်ကောက်လေးနှစ်ခုပေါ့နော်ဒီလက်ကောက်ကလေးဒီလက်ကောက်လေးကိုတော့အမကပိုင်ဝမ်းလို့နော်ပိုင်ဝမ်းလေးလို့သတ်မှတ်ပေးလိုက်မယ်နော်လက်ကောက်ကလေးပါ ဒီလက်ကလေးကတော့ပိုင်2เนาะပိုင်2လေးလို့အမကသတ်မှတ်ချင်ပါတယ်ဒီလက်ကလေးကတော့ပိုင်2เนาะအဲတော့ကိုကြိုင်နေတဲ့ရလက်ကလေးကိုရွေးချယ်ပေးပါเนาะအဲအခုဆိုရင်ခဏလေးအချိန်လေးပေးပါမယ်เนาะကိုကြိုင်နေတဲ့ဘလက်ကောင်လေးကိုဆွဲဆောင်နေတဲ့လက်ကလေးတခွင်းကိုရွေးချယ်ပေးပါเนาะ လုံးမဲရွေးချယ်ပြီးပြီလို့ထင်ပါတယ်အခုဒီလက်ကောက်လေးပေါ့နော်ပိုင်ဝမ်းလေးနဲ့ပတ်သက်ပြီးတော့ရင်ဦးဆုံးပြပြပြေးတော့မှာဖြစ်ပါတယ်အဲတော့ပိုင်ဝမ်းလေးနော်ပိုင်ဝမ်းလေးကိုရွေးတဲ့သူလေးကအဲအခုရဲ့ crush လေးနဲ့ဗာလေးလေးဘယ်လိုမျိုးဆက်ဖြစ်မလဲနော် အတော့ပိုင်ဝန်းလေးတွေရေနော် ပိုင်ဝန်းလေးတွေရေ crush ကောကိုယ်စိတ်ဝင်စားနေလားတဲ့နော်အဲ့မိကုံးလေးကိုမဖြေခင် crush လေးရဲ့ energy လေးကိုရုံးရုံးကြည့်ပေးမယ် crush လေးကအခုချိန်မှာပေါ့နော်နည်းနည်းလေးပြင်းမှန်းနေရတာတွေရှိတယ်အဆင်မပြေနေရတာလေးတွေရှိတယ်နော် သူပြောမှဆိုရင်တော့သူကအခုလက်ရှိမှာပေါ့နော်ဂျုံနေရတဲ့သူ့ရဲ့ဒီခက်ခဲတွေကြောင့်လေးဖြစ်နိုင်တယ်လို့တချို့လေးတွေကြတော့อืมပြောမှဆိုရင်တော့ အမခံစားမိအနေကြီးရတော့သူတို့ရဲ့ပေါ့နော်ဒီအတိတ်က relationship တွေရဲ့နာကျင်မှုလေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေကိုခံစားနေရတဲ့သူလေးတွေလည်းရှိနေနိုင်တယ်ပေါ့နော်ဒီနာကျင်မှုလေးတွေကနေရုံးမထွက်နိုင်သေးတဲ့အခါမှာ အဲစိတ်ကြီးပေါ့နော်အဆင်မပြေဖြစ်ရတာမျိုးတွေစိတ်ပင်ပန်းရတာမျိုးတွေနော်ဒီခါလေးကျရင်အဲအိမ်မပြောတာတွေစသဖြင့်ပေါ့နော်သူကအဲ့လိုမျိုးလေးဖြစ်နေတဲ့ energy ကိုတော့လောလောဆယ်ဆယ်ခံစားမိရဲ့အဲ့တော့ဒီ crash ခင်းကဒါသူ့ရဲ့ဒီ trauma တွေသူရှိနေတဲ့ခါကျတော့သူကအဲ့ဒီအတွက်ကိုပေါ့နော် next relationship ကိုတော့သူကလောလောလတ်လတ်တော့ပေါ့နော်သူ့မှာဟိုဘယ်လိုပြောခုံဝင်ဖို့တော့တိတ်တော့ဟို အရင်ကတော့မတွေးသေးဘူးပေါ့နော်ဒါပေမဲ့ကို့အပေါ်မှာတော့သူကစိတ်ဝင်စားမှုရှိလားဆိုရင်တော့ yes ရှိပါတယ်ကို့အပေါ်မှာလည်းစိတ်ဝင်စားမှုလေးတော့ရှိတယ်ဟို relationship ထိပေါ့နော်မတက်သေးဘူးဆိုပေမဲ့လည်းပဲပေါ့နော်အဲကို့အပေါ်မှာတော့အရင်ကြီးလို့ neglect လုပ်နေတာတော့မရှိဘူးပေါ့နော်စိတ်ဝင်စားမှုလေးလည်းရှိနေတာအောင်မြင်ရတယ်နော်အဲသူနဲ့ရှေ့ဆက်ပြီးတော့တော်လို့ရမလားဆိုရင်တော့ um yes ရတယ်ပေါ့နော်ရတယ်အဲဒီမှာ ပြောမှဆိုရင်တော့ကွာဟိုသူ့ဘက်ကနေအရှင်ယူဖို့ဆိုတာတဲ့ကိုဘက်ကနေအရှင်မြန်မြန်ယူနိုင်ရင်တော့ဘူကောင်းမယ်လက်တူတယ်နော်ဒီကက်ကလေးအဲ့တော့ဝမ်ဒီကက်ကလေးရဲ့ energy ရကွာဒီမှာဆိုရင်ကောင်မလေးရအချိုးချိုးဆဆနဲ့ဟိုဒီမှာသူအဲ့လိုမျိုးပေါ့နော်အဓိကတော့အရှင်ယူနေတဲ့သဘောမျိုးပေါ့နော်အဲကိုက main ကလေးဆိုရင်လည်းပေါ့နော်ကိုရဲ့ crush လေးကိုကိုဘက်ကနေပဲ မြန်မြန်လေးပေါ်နဲ့အရှင်ယူပေးနိုင်မယ်ဆိုရင်တော့ပိုကောင်းမယ်ကိုယ်ကယောက်ျားလေးဆိုရင်လည်းလိုပဲကိုယ့်ဘက်ကနေအရှင်ယူပေးနိုင်မယ်ဆိုရင်ပို့ပြီးတော့မြန်မြန်နဲ့ဆက်ဆံရေးကိုပို့ပြီးတော့ရောက်လာလိမ့်မယ်ပေါ့နော်သူဘက်ကအရှင်ယူလာတော့ယူလာတော့နဲ့စောင့်နေမယ်ဆိုရင်တော့တိတ်တော့ဟိုအဆင်ပြေမှာမဟုတ်ရနဲ့ကြာသွားလိမ့်မယ်ဘာလို့လဲဆိုတော့သူ့ energy မှာကနည်းနည်းလေးဟိုဟိုနာကျင်နေသေးတယ်ဆိုတော့ energy မျိုးလေးရှိနေတဲ့အခါကျတော့လေနော်อืม ြောမယ်ဆိုရင်တော့သူနဲ့ကပေါ့နော်ရှေ့ဆက်တော့လို့ရမလားဆိုရင်တော့ပေါ့နော်ဒီ0.1 energy လေးရရနိုင်တယ်ကွာဒါ successful energy လေးပေါ့နော် battery and success ပေါ့ပြောရမယ်ဆိုရင်တော့အဲရနိုင်တယ်သူနဲ့ပေါ့နော်ရှေ့ဆက်ပြီးတော့အဆင်ပြေလာနိုင်မဲ့ energy မျိုးလေးတွေမှလည်းရှိရယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးရှိရယ်သူနဲ့ကပေါ့နော်ပြောရမယ်ဆိုရင်တော့ကွာနှစ်ယောက်က ဟိုအခုချိန်မှာပေါ့နော်အစင်မတက်နိုင်သေးဘူးဆိုရင်တော့မအခုချိန်မှာဟိုတယောက်ကိုတယောက်ပို့กว่าတည်တယ်မလားတဲ့ supportive person အဲ့လိုပုံစံမျိုးလေးပါအဲ့လိုပုံစံမျိုးလေးသွားနိုင်ရင်ပိုကောင်းမယ်သူ့ပုံမှာလည်းပေါ့နော်အတင်းကြီးဖီးယားကိုဘက်ကအရှင်ယူတယ်ဆိုပြီးမှလည်းအတင်းကြီးဖီးယားပေးတာမျိုးမဟုတ်ဘဲနဲ့သူ့ကိုဟိုဘယ်လိုပြောမလဲကိုဘက်က ကောင်းမွန်တဲ့ခရီးဆိုင်မှုလေးတွေပေးတာမျိုးပေါ့နော်အဲသူ့အတွက်ကိုလှုပ်ပေးနိုင်တဲ့အရာလေးတွေကိုပေါ့နော်ဒီရိုးရိုးသားသားပေါ့နော်ယူလို့ရမှာကွာအခွင့်အရေးယူခြင်းနဲ့စိတ်နဲ့မဟုတ်ဘဲနဲ့ကိုကူညီပေးနိုင်တဲ့အရာလေးတွေကိုသူ့ပေါ်မှာကူညီပေးတာမျိုးအဲစသဖြင့်ပေါ့နော်သူတစ်ခါလေးကြာရင်ကိုနဲ့သူနဲ့က situation shift ပေါ့နော်ဒီစကားပြောဆိုနေတဲ့အနေအထားမှာရှိရဆိုရင်လည်းသူကကိုယ့်အပေါ်မှာပြောပြလာတာမျိုးလေးတွေရှိရဆိုရင်လည်းကိုကနားထောင်ပြီးအကြံပေးတာမျိုးအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးလေး communication လေးကိုတွားနိုင်မယ်ဆိုရင်တော့ ို့ပြီးတော့ကောင်းမွန်ပါလိမ့်မယ်တဲ့နော်အချိန်ဘယ်လောက်လောက်ကြာမှချစ်သူတွေဖြစ်စင်တက်နိုင်မယ်ဆိုရင်တော့အမမြင်ရတဲ့လောက်ကတော့အခုကနေအဲပေါ့နော်6လဒါမှမဟုတ်8လပေါ့နော်အဲ့လိုအတွင်းပေါ့နော်အခုဟိုဒီ6လအတွင်းသုံးမ6လအတွင်းအဲ့လိုအခြေအနေကာလလေးတစ်ခုရောက်ရင်တော့သူ ਨੇ ပို့ပြီးတော့နီးစပ်လာမယ့်အနေအထားမျိုးလေးကြီးရှိလာနိုင်တယ်နော်အဲ့တော့သူเนี่ยကတော့ခုနကပြောလိုပဲစကားပြောတာမျိုးလေးတွေတော့နည်းနည်းလေးတော့လုပ်ပေးရမယ်နော်ပြီးတော့တယောက်ကိုတယောက်သူနှစ်ယောက်ကကွာတကယ်ကိုချစ်သူတွေဖြစ်ရောက်သွားကြမယ်ဆိုရင်တော့ကွာတယောက်ကိုတယောက်လုံးဝဟောပက်ရှင်လေးဖြစ်ကြတယ်နော်တကယ်ကိုပက်ရှင်ဖြစ်တဲ့အနေအချင်းမျိုးတွေရှိတယ်လို့လည်းပဲမြင်ရတယ် အဲဒီမှာဗာလေးတက်မြင်ရလဲဆိုရင်တော့လုံးဝကွာဒီမှာ wedding ring နဲ့နောက်မှလေးမသိရင်ဒီ crash လေးနဲ့ကိုလည်းတကယ်ကိုကွာ union ဖြစ်ပြီးတော့ wedding ထီတောင်သွားနိုင်မှာဆိုတော့ energy လေးတွေတောင်မြင်နေရတယ်ဆိုတော့ကောင်းပါတယ်เนาะဒီပိုင်ဝမ်းလေးနဲ့ပတ်သက်ပြီးတော့သူပိုင်ဝမ်းလေးရဲ့ crash နဲ့ပိုင်ဝမ်းလေးနဲ့ရတော့ဗောနော်တကယ်ကိုအခြေအနေကောင်းလေးတွေကတော့ရှိလာလိမ့်မယ်လို့တော့မြင်မိတယ်အဲ့တော့ဟော ကြီးလေးတွေကတော့ဒါ general ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်တူတယောက်ချင်းချင်းနဲ့ကန့်ညီချင်းမှာကန့်ညီလိမ့်မယ်။ကိုယ်နဲ့ကန့်ညီတဲ့အရာလေးတွေကိုပဲပေါ့နော်ယူပြီးတော့ energy လေးကို clean လုပ်နိုင်ပါတယ်။ဘာပဲဖြစ်ဖြစ်ကောင်းမွန်တဲ့ energy လေးရှိနေတဲ့အခါကျတော့လေအဲသူ့ပေါ့နော်အကျွေးသူဘက်ကနည်းနည်းအဆင်မပြေတာမျိုးလေးတွေဖြစ်နေသေးတယ်ဆိုရင်လေ အဲအချိန်တစ်ခုလောက်ပေးလိုက်ပါနားလည်ပေးလိုက်ပါသူ့ကိုကောင်းအဲ့လိုမျိုးပေးကိုနားလည်ပေးပြီးတော့ကိုစောင့်နေတဲ့အချိန်လေးတွင်ပါပေါ့နော်သူ့ကိုကောင်းကောင်းမွန်မွန်လေးခရီးဆိုင်ပေးပါပြီးွားရင်ကိုဘကအရှင်ယူလို့ရတယ်ဆိုတဲ့အချိန်ပေါ့နော်အခွင့်အခါကောင်းလေးပေါ့နော်စသဖြင့်အဲ့လိုမျိုးအချိန်ကောင်းလေးရောက်လာပြီဆိုရင်တော့ကိုဘကနေပဲစပြီးတော့အရှင်ယူကြည့်ပေးပါကိုဘကနေပဲစပြီးတော့လမ်းချောင်းပေးကြည့်ပါအဲ့လိုမျိုးဆိုရင်တော့ပို့ပြီးတော့ပေါ့နော်မြန်ဆန်တဲ့အခြေအနေကိုရောက်လာနိုင်မယ်လို့တော့ခံစားမိပါတယ်နော်အော်ဒါလေးကတော့ပိုင်ဝမ်းလေးရေးတဲ့သူ လေးရဲ့ပိုင်ဝန်းလေးနဲ့တော့ပိုင်ဝန်းလေးသဘောကျနေတဲ့သူရဲ့နှစ်ယောက်ကပေါ့နော်ရှေ့ဆက်ပြီးတော့ဖြစ်လာမယ့် energy လေးတွေကိုပြပြပေးတာဖြစ်ပါတယ်ဒါကတော့အမဖတ်ပေးတဲ့ အဲဒီ crash package ပုံစံပေါ့နော်ဒါကဘလို့ပုံစံမျိုးလို့ဆို situation ရှိအခုချိန်မှာသူတို့ကောင်တွေတကယ်ဘောနော်စကားလည်းပြောဆိုနေကြတဲ့အခြေအနေရှိတယ်ဆိုရင်တော့အမကဒီလိုပုံစံလေးဖတ်ပေးပါတယ်အကယ်၍မဟုတ်စကားတော့မပြောဘူးဟိုဒီလိုပဲတစ်ဖက်သက်သဘောကျနေတာသူကကိုယ်တိတ်တောင်မသတိထားမိတာမဟုတ်ဘူးစသဖြင့်အဲ့လို energy ဆိုရင်တော့အမကပုံစံတစ်မျိုးဖတ်ပေးပါတယ်အခုလိုမျိုးဖတ်ပေးတာမဟုတ်ပေါ့နော်ဒါကတော့ဒီလာမေးတဲ့သူလေးတွေရဲ့ပုံမှန်မူတည်ပြီးတော့ဖတ်ပေးရတာဖြစ်ပါတယ်ဒါလေးကတော့အမ page package မှာရနိုင်တဲ့ crash package လေးဖြစ်ပါတယ် energy resonate ဖြစ်လို့အကဲ၍ personal reading လေးဖတ်ချင်လဲဆိုရင်လည်း page ကဲ messenger လေးကို လာပြီးတော့ဆက်သွယ်ပြီးတော့မေးမြန်းလို့ရပါတယ်เนาะ page ကဲဒီ facebook page လေးကိုလည်းအမား comment မှာ link လေးချပေးထားပါမယ်เนาะအဲဟုတ်ပါပြီအခုဒါလေးကတော့ပိုင်းဝန်းလေးပါပိုင်းဝန်းလေးတွေနောက်ဗီဒီယိုလေးမှာတွေ့မယ်เนาะ အဲ့တော့ဒီလက်ကောက်ကလေးကိုရွေးထားတဲ့သူလေးပိုင်တူးလေးเนาะပိုင်တူးလေးပိုင်တူးလေးနဲ့ပိုင်တူးလေးသဘောကျနေတဲ့သူလေးတွေကောဘလိုမျိုးလေးတွေဆက်ပြီးတော့အချင်းလေးလေးတွေရှိလာမယ်ဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်ကောက်ကလေးတွေကတော့ဆွဲပြီးွားပြီเนาะခဏလေးပါ ပိုင်တူးလေးကိုရွေးတဲ့သူလေးတွေကကိုနဲ့ပေါ့နော်တစ်ဖက်လို crash ကိုရ crash လေးနဲ့ဘယ်လိုမျိုး energy လေးတွေရှိနေလဲဆိုရင်တော့နှစ်ယောက်ကပေါ့နော်อืมလောလောဆယ်ဆယ်သူ့ energy ကိုရင်းရင်းပြောပြရအောင်နော်သူ့ energy ကအခုချိန်မှာတော့အဲငွေကြီးကြီးနော်ငွေကြီးကြီးပိုင်းလေးကိုနည်းနည်းပို့ပြီးတော့ အဲဦးစားပေးနေရဆိုတဲ့ပုံစံမျိုးလေးကိုမြင်ရတယ်။သူ့မှာလည်းလည်းပြောမစနငွေကြီးခက်ခဲလေးတွေဖြစ်နေတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်။အဲ့တော့ကြာအိမ်ငွေကြီးလေးတွေကို balance နေအောင်လို့သူ့မှာစ조사နေရတာမျိုးလေးတွေရှိတယ်။နော်။တချို့မျိုးသမီးလေးတွေအခုကြည့်နေတဲ့သူလေးကယောက်ျားလေးဆိုရင်ကိုယ့်ရဲ့ crush ကမျိုးသမီးလေးဆိုရင်လည်းမျိုးသမီးလေးတွေကအခုချိန်မှာတော့နည်းနည်းဘယ်လိုပြောရမလဲ။တချို့တော့ပေါ့နော်ပြောမယ်ဆိုရင်တော့ ဘလို့သူတို့ရဲ့ပေါ့နော်ဒါဟိုအတိတ်အတိတ်လိုပဲပြောမှာပေါ့နော်အတိတ်ကမျိုးပေါ့နော်ဒီ အဆင်ပြေမှုတွေရှိခဲ့တာတွေရှိရဲ့ဆိုလို့အခုချိန်မှာတော်တော်က healing လုပ်နေကြတယ်အဲဆိုတဲ့ပုံစံမျိုးလေးပေါ့နော် healing healing journey ကိုသူတို့ရှောင်နေကြတယ်ဆိုတဲ့ပုံစံမျိုးလေးတွေကိုမြင်ရတယ်တချို့လေးတွေကြတော့ပေါ့နော်သူတို့ကိုသူတို့လှလှပပလေးပြင်းပြင်းစစင်လေးနေပြီးတော့အဲသူတို့ရဲ့ဒီ energy လေးတွေကိုပို့ပြီးတော့ကောင်းမွန်လာအောင်စူးစမ်းနေကြတာမျိုးလေးတွေကိုမြင်ရတယ်အဲနော်အဲနှစ်ယောက်ကရှေ့ဆက်ပြီးတော့ဗာလေးတွေဖြစ်နိုင်မလဲဆိုရင်တော့อืม တော်လို့ရလားဆိုရင်တော့ yes เนาะတော်လို့ရတယ်เนาะသူကိုကိုစိတ်ဝင်စားမှုရှိလားဆိုရင်တော့ဘယ်လိုပြောရမလဲရှိတယ်လို့ပဲပြောရမှာပေါ့เนาะဟို နီးစနိုင်မလားဆိုရင်တော့ကနှစ်ယောက်ကဒီမှာပြောတော့တယ်မျိုးပေါ့နော် balance ညီလေးသွားမနိုင်မယ်ဆိုရင်တော့နီးစနိုင်မယ်ကွာဘာလို့ဆိုတော့တစ်ဖက်လူကကြတော့ခုနကအမပြောတာတော့ healing journey မှာသူကအဲ့လိုမျိုးပေါ့နော်သူ့ကိုယ်သူတယောက်တည်းရှောင်လန်းနေတဲ့ခါကျတော့သူကဒီ next relationship ကိုပေါ့နော်အရန်ကြီးသူ့မှာဟိုဘယ်လိုပြောရမလဲဓာတ်ကြီးစိတ်ထဲတိတ်မထားသေးဘူးဆိုတော့ energy ကိုခံစားရရတယ်နော်အဲ့ခါကျတော့သူက ခုနကပြောလို့ငွေကြေးပိုင်းမှာလည်းနည်းနည်းပေါ့နော်အခက်ခဲလေးတွေကိုလည်းရှိနေတာဖြစ်တဲ့တကြဒီရာကိုလည်းသူကဟိုဘယ်လိုပြောမလဲဥစားပေးနေရတဲ့အခါကျတော့အချီကြီးကိုတိတ်ပြီးတော့ဥစားမပေးနိုင်တဲ့ပုံစံမျိုးလေးပေါ့နော်အဲ့လိုအချိန်မှာကိုနဲ့သူနဲ့ကဘလို့သွားဘလို့သွားကြမလဲဆိုရင်ကွာကိုကအတင်းကြီးပေါ့နော်သူ့ကိုဟို force လောက်တာမျိုးမဟုတ်ပဲနဲ့ကွာတိတ်တယ်မလားနှစ်ယောက်သားဟိုအပြန်အလှန်ပေါ့နော်ဟိုဘယ်လိုပြောမလဲဟို ကောင်းကောင်းမွန်မွန်လေးကပြောမှန်းဆိုရင်တော့လေးတိလာဟို relationship တစ်ခုအထိကိုကိုကတွားပြီးတော့တွန်းအားပေးတာမျိုးမဟုတ်ဘဲねဒီ communication လေးကိုပဲပေါ့နော်ဒီ balance နည်းလေးတွားမယ်ဆိုရင်တော့ပို့ပြီးတော့အချင်းနည်းလေးကကောင်းမွန်လာမယ်လို့တော့မြင်မိတယ်ပေါ့နော်အဲတစ်ခုရှိတာကတော့လေသူကပေါ့နော်သူ energy อ่ะกว่าဘယ်လိုပြောရမလဲသူ energy ဆိုတာတဲ့လေ ူးစီမှာကွာအဲ့လိုမျိုးနည်းနည်းသူ့ရဲ့ personal ကိစ္စတွေကပို့ပြီးတော့ရှုပ်ထွေးနေလိမ့်မယ်လို့ထင်ရတာကွာသူမှာကွာသူ့ရဲ့ family ကို support support ပေးရတာမျိုးတွေအဲဆက်တဲ့အလုပ်ကင်ပိုင်းနဲ့လည်းပတ်သက်မှာပေါ့နော်အဲအဲ့လိုမျိုးအရာတွေနဲ့သူ့စီမှာဖြစ်နေတဲ့အခါကျတော့အဲနှစ်ယောက်ကနည်းနည်းတော့နီးစပ်ဖို့ကနည်းနည်းလေးတော့ကြောက်အောင်မယ်လို့တော့ခံစားမိတယ်ပေါ့နော်နီးစပ်ဖို့အဓိကကျတော့အဲချစ်သူတွေထိကတော့ပေါ့နော်ဖြစ်နိုင်လားဆိုရင်တော့အဲဖြစ်တော့ဖြစ်နိုင်တယ်ဒါပေမဲ့နည်းနည်းလေးတော့ကြောက်အောင်မယ်လို့ခံစားမိတယ် อืมဘလို့ကာလမျိုးတော့ဒီကြာမလဲဆိုရင်တော့အမအမခုလေးတင်ကောင်းလာမှာပေါ်လာတာ2 years နှစ်နှစ်လောက်ဒီနှစ်နှစ်လောက်ဒီကိုနည်းနည်းလေးတော့အကြာနိုင်မယ်လို့ခံစားနေမိတယ်ပေါ့နော်အဲ့လိုမျိုးပြောမယ်ဆိုတော့သူကလေးတိလာကိုနဲ့ရှိဆက်တော်လို့တော့ရတယ် မရဘူးမဟုတ်ဘူးရတယ်သိလားနော်ရတယ်ဒါပေမဲ့ကြားထဲမှာပေါ့နော်သူနဲ့နည်းနည်းလေး separation အရင်ဆုံးဖြစ်လိမ့်မယ်လို့မြင်ရတယ်ကွာဘာလို့လဲဆိုတော့သူကခုနကအမပြောသွားသလိုမျိုးပေါ့နော်ဒီသူ့ energy တွေမှာကပေါ့နော်ဒီငွေကြေးပိုင်းဆိုင်ရာတွေနော်ဒီသူ့ရဲ့ personal case တွေကိုပဲသူကအဲ့လိုမျိုးအယုံစိုက်နေတဲ့အခါကျတော့ အဲကိုနဲ့ကပေါ့နော်ဒီအချစ်ရင်းနဲ့ပတ်သက်ပြီးတော့အရန်ချင်းနီးဆက်ဖို့ကတော့မဖြစ်နိုင်သေးပေမဲ့ဂျာရမှာဒီလိုကိစ္စရက်တွေကြောင့်နှစ်ယောက်ကအကွန်နက်ရှင်တွေပြတ်တောက်သွားတာဆက်သွယ်ရေးပြတ်သွားတာမျိုးတွေရုပ်တရက်မျိုးနော် separation ဖြစ်သွားတာမျိုးတွေပေါ့နော်ဖြစ်ကောင်းလဲဖြစ်နိုင်တယ်ကွာတည်တော့ဘာလို့ဆိုတော့ခုနကအမပြောလိုက်တယ်လို့မျိုးအချစ်နေတခုက2 years လောက်ထိ ကြာနိုင်နေဆိုတဲ့ခါကျတော့အဲ့2 years ဒီနှစ်နှစ်အတွင်းမှာပေါ့နော် separation ဖြစ်သွားတာလည်းဖြစ်နိုင်တယ် content communication တွေပြတ်တောက်သွားတာမျိုးပေါ့နော်ဒီ content တွေအဲ software တွေပြတ်သွားတာမျိုးပေါ့ကွာအဲ့လိုမျိုးတွေဖြစ်သွားဖြစ်သွားနိုင်တဲ့အခြေအနေမျိုးလေးတွေလည်းကြုံရနိုင်တယ်ပေါ့နော်ဒါပေမဲ့သူနဲ့ကအဲ့လိုမျိုး software တွေပြတ်တောက်သွားပြီးမဲ့လည်းရေဆက်ကပြီးသွားပြီလားဆိုတော့လည်း no မဟုတ်ဘူး နော်ရေစက်ကမပြီးဘူးဘလို့အပုံစံမျိုးနဲ့ရေစက်ကပြန်ဆုံးနိုင်လဲဆိုတော့သူကကဘာဖြစ်လို့ဒီမှာဆိုးမိတ်ဆိုတဲ့ကတ်ကလေးရတဲ့ခါကျတော့ဆိုး connection ကရှိ ਉ ရှိနေရကွာတက်လာဒါပေမဲ့ဒီလိုမျိုးပြတ်တောက်သွားပြန်ဆိုပေမဲ့လည်းပေါ့နော်ယူတစ်ချင်းချင်းမာတော့ပြန်ပြီးတော့ဟို connection ကပြန်ပြီးတော့လာမိမယ်ဆိုးကွန်သူနဲ့ကိုနဲ့ချမ်းမှာဆိုးကွန် trap တွေလည်းရှိတဲ့ခါကျတော့ကွာ connection ကပြန်ပြီးတော့လာကုန်မိလိမ့်မယ်အဲ့ဒီအချိန်ကာလကတော့ခုနကအမပြောနေလို့နှစ်နှစ် နှစ်နှစ်အတွင်းသို့မဟုတ်နှစ်နှစ်ကျော်တဲ့ကာလမှာပြန်ပြီးတော့ဘောနော်ကွန်ဒီရှင်ကပြန်မိပြီးတော့ခါကျအဲ့ခါကျမှပို့ပြီးတော့ကောင်းမွန်တဲ့အခြေအနေကိုရောက်နေမယ်လို့ခံစားမိတယ်ဘောနော်အဲ့ခါကျရင်တော့ဒီမှာ engagement ring လေးတဲ့ကြထားတဲ့ခါကျတော့ကွာလုံးဝကို union ဖြစ်ပြီးတော့ engagement level ထိသွားလို့ရတယ်နှစ်ယောက်ကြားမှာ commitment နေ level ပေါ့နော်တီတီကြတဲ့တီကြတဲ့ commitment နေ level နှစ်ယောက်ကြားမှာဖြစ်လာနိုင်မယ်ပေါ့နော်အဲ့လိုမျိုးတွေလည်း အဲ့လိုမျိုးတွေထိပါဗောနော်အစင်းကတက်သွားနိုင်နေပေါ့ကွာပြောမှန်ဆိုရင်တော့အခုဒီဒီ true years ဗောနော်ဒီနှစ်နှစ်အတွင်းမှာတော့နည်းနည်းလေးတော့ဗောနော်အချိန်နေလေးတွေကအဲ့လိုမျိုးလေးတွေဝေးခွာသွားတာမျိုးကြီးလည်းဖြစ်နေအကယ်၍ဝေးခွာသွားတာမဟုတ်ဘူးဆိုရင်တော့မဟုတ်ကွာတည်ရမလားအစင်း တက်ဖို့နှေးတယ်ပေါ့နော်ချစ်သူတွေအဖြစ်အစင်တက်ဖို့တွေကြတော့နှေးရဆိုတဲ့အန်အန်ချီတွေမှာရှိနေနိုင်တယ်ပေါ့နော်အဲ့တော့အဲ့ဒီခါကျရင်တော့အဲဘယ်လိုပြောမလဲသူကလည်းပဲသူ့ကိုယ်သူအာယုံဆိုင်ပြီးတော့သူ့ရဲ့ healing journey မှာသူရှောက်နေပြီးတော့ကိုယ်ကလည်းကိုယ့်ကိုယ်ကိုအာယုံဆိုင်ပြီးတော့ကိုယ်ကိုယ့်ဘဝကိုပြပြရှင်ရှင်ရှောက်လန်းရမယ်ဒီကာလတွေဒီလိုမျိုးဒါပြောမစလို့ universal ဆန်းသတ်မှုလို့ပဲပြောရမှာပေါ့နော်ဒီကာလတွေကျော်လွန်သွားပြီးရင်တော့နှစ်ယောက်ကပြန်ပြီးတော့တွေ့ဆုံနိုင်နေတွေ့ဆုံနိုင်ပြီးသွားရင်တော့ လုံးဝပေါ့နော်အရင်နဲ့မတူတဲ့ပုံမကောင်းမွန်တဲ့ပေါ့နော်ဒီ connection လေးပြန်ပြီးတော့မိလာကြလိမ့်မယ်နော်အဲနောက်ဆုံးမှာ commitment level ဒီ commitment level ဒီထိပါပေါ့နော်တရားကိုတရားတတိကဘို့ဒီပေးလာကြပြီးတဲ့ခါကျရင် engagement level ထိတောင်သွားနိုင်နေဆိုရက်ပုံစံမျိုးလေးတွေကိုမြင်ရပါတယ်နော်အဲ့တော့ဒီကတော့အဲပိုင်း2လေးပေါ့နော်ပိုင်း2လေးရဲ့နှစ်ယောက်ရဲ့ပေါ့နော် connection လေးကိုဒီ ပြောမှဆိုရင်တော့ crash region လေးပေါ့က connection ဆိုတာတက်เนาะကိုယ့်ရဲ့ crash တင်းနဲ့ဘယ်လိုမျိုးတွေဖြစ်လာနိုင်မလဲဘယ်လိုခြေနေလေးရှိတယ်ဆိုတာကိုပြပြပေးသွားတာဖြစ်ပါတယ်အဲဒီ package လေးကတော့ပေါ့เนาะဒါအမရဲ့ page မှာအမ reading လေး personal reading လေးဖတ်ပေးနေတဲ့ package ပုံစံလေးဖြစ်တယ်ဒါကတော့ crash နဲ့ကိုယ်နဲ့ပေါ့เนาะဒီစကားပြောဆိုနေတဲ့ဆက်ဆံရေးလေးရှိတယ်ကိုယ်နဲ့သူနဲ့တီးတီးကြတယ်ဆိုရင်ဆက်ဆံရေးရှိရယ်ဆိုရင်တော့ဒီ ဒီ reading လေးကိုပေါ့နော်ဒီလိုပုံစံမျိုးလေးဖတ်ပြပါတယ်အကယ်၍အဲ့လိုမမဟုတ်ဘူးကိုကတော့အတူနကိုနေရတော့စကားရည်လဲလောက်ထိမပြောဘူးသူကကိုတိတ်တောင်တတိမထားဘူးတတိမထားမိဘူးပေါ့နော်ကိုကသာတစ်ဖက်သက်သဘောချနေရတာမျိုးဆိုတဲ့ crack ဆိုရင်တော့အမပုံစံတစ်မျိုးနဲ့ဖတ်ပြတယ်ဒီလိုပုံစံတော့မဟုတ်ဘူးပေါ့နော်ဒါကတော့လာမင်းတဲ့ client လေးတွေပေါ်မှာမူတည်ပြီးတော့သူတို့ရဲ့အကြောင်းလေးတွေကိုနောက်ထောင်ပြီးတော့ဖတ်ပေးတာဖြစ်ပါတယ်အဲ့တော့ဒီ reading လေးကတော့ ဒါကတော့ခုနကပြောလို့ပေါ့နော် crash လေးရင်းနဲ့ပတ်သက်တဲ့ အာ situation ရှိတဲ့မှာရှိနေရပေါ့နော် crash လေးနဲ့ပတ်သက်တဲ့ဒီ reading လေးပဲဖြစ်ပါရနော်ဒါကတော့ point two လေးအတွက်ပါအဲ့တော့ point two လေးရေ reading လေးကိုကျင်းနမ်းမယ်လို့တော့ညွှန်လင်းမိပါတယ်အာ general energy ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်တဝူးတယောက်ချင်းစီနဲ့ energy ကကိုက်ချင်းမှာကိုက်ပါလိမ့်မယ်အကယ်၍ပေါ့နော် energy ကိုက်တဲ့သူလေးရှိရဆိုရင်လည်းဒီ reading လေးကိုနားထောင်ပြီးတော့ပေါ့နော်ဒီကိုတီးတီးတင်းတီးထိုက်တာလေးတွေလည်းပြီးသွားပါစေလို့နော်ညွှန်လင်းပါတယ် အဲ့တော့ reading လေးကိုဒီလောက်ပဲနားလိုက်ကြရအောင်เนาะနောက်ထပ် reading လေးတွေမှာ ပြန်ပြီးတော့တွေ့ကြမယ်เนาะကျေးဇူးအများကြီးတင်ပါတယ်ပိုင်ပိုင်